ဆရာမကြီးနှစ်ယောက်တွေ့ကြပါပြီဖြစ်လိုက်တဲ့ပွဲတိုင်းအเจ้าရာတိုင်းမှာမပါမဖြစ်သုံးသက်ဝေဖန်ပြတတ်တဲ့ဆရာမကြီးအယ်မွန်ဒင်းနဲ့အတိုင်းဝိုင်းကြီးလို့ဆက်ဆက်ထိမခံအေတင်ကိုတို့ဆရာမကြီးနှစ်ယောက်ထိုက်တိုက်တွေ့ကြပါပြီ ပွဲဖြစ်တိုင်းမပါမဖြစ်သုံးသက်ဝေဖန်ရေလုတက်တဲ့ element တင်းကအေးတင်းကိုအနေနဲ့နောက်ခန်းညောင်းပြီးတိုင်းတောင်တန်ကန်ဆမ်းမဲ့ဖောင်မယ်ဆိုတာဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးဆိုတာကနေပွဲဖြစ်လာတာပါဒါကိုအေးတင်းကိုကသူ့ကိုပြောပါတယ်ဆိုပြီးဆက်ဆက်ထိမခံရာကနေဒီပွဲစတာပါအေးတင်းကိုကသူများစိန်ဒီရွှေတွေကို live လွှင့်ရောင်းပြီးစက်တောင်ပဲရီအာမခံပါတယ်ဆိုတော့မိမရောင်းတဲ့စိန်ထဲတချို့ကျမလက်ထဲရောက်ထားပြီးပြီး ်မအားသေးလို့ရွှေရီမစစ်ရသေးလို့ရွှေရီစစ်ပြီးရင်တော့တွေးမယ်နော်စက်တုံးပဲရွှေရီမပြေးလို့တော့ရွှေဆိုင်ကိုပြည်တနာမရှာဘူး နင့်ကိုရှင်းခိုင်းမှာနင့် life ထဲမှာဝယ်ထားတာရှင့်မှာတာဝန်ရှိတယ်။ရှင့်ကိုယုံလို့ဝယ်တာသဘောပေါက်တယ်နော်။စက်သုံးဘဲရီမပြည့်ရင်တော့66ခန်းနဲ့ဝင်ဖို့တာပြင်ထား။ကို့တမိုင်းကိုမရေဘူး။ကို့ဘာသာအေးအေးဆေးဆေးမနေရဘူး။လာလာပြီးပြဿနာမျိုးစုံချိုးခုံ လာရှာနေကြတာ။ဘာမှမပြောချင်လို့ကို့ဘာသာနေနေတာ။ကို့ကိုလာညိကနှစ်ခါရှိပြီ။ပထမတစ်ခါကရက်ွက်သေးကအဆင့်တွေကိုသူ့အနေနဲ့ပြောစရာလာဆိုပြီးတစ်ခါ။ အခုတခါလဲကျမလစ်စတစ်ရောင်းတာတိန်းတသုံးညံတိုက်ကိုကူပွန်လက်ဆောင်ထည့်သေးတာကိုဂျင်းထည့်နေတာဘယ်တော့မှဖောက်ပေးမှာမဟုတ်ဘူးဆိုတာရဲ့သူများရွှေစိန် live ရောင်းပေးနေရတဲ့အဲ့ဒီမိမကိုထည့်ပြောမယ်နော်ကျမတို့ကသူများအလုပ်မလုပ်ဘူးငါကိုပိုင်အလုပ်ငါအားမခံနိုင်တဲ့ငါလုပ်ငန်းကငါနာမည်နဲ့ထပ်တူကြတဲ့ငါနာမည်ကငွေနဲ့ဝယ်မရဘူးရှင်သာရှင်ရောင်းတဲ့ရွှေ73တဲ့ရည်ဖြစ်အောင်စူတောင်းထားနင်းရောင်းပေးသမျှအထည်ခတ်ထားတဲ့ရွှေတိုင်းက73ပဲရည်အပြည့်ခတ်ထားသလား ရှင်လိုသူများဆိုင်ကရွှေရောင်းတဲ့သူကရောင်းသမျှအထယ်တိုင်းကို73ဘဲရီပြည့်ပါရဲ့အာမခံရောင်းနိုင်သလားမတိနာမလဲတဲ့သူတွေကို73ဘဲရီမပြည့်တဲ့ရွှေကို73ဘဲရီဆိုပြီးလိမ်မရောင်းမိစေနဲ့သူ့ရောင်းပဲငယ်တဲ့ရွှေဆိုင်တွေကိုထိခိုက်လို့တဲ့စိတ်မရှိပါဘူးအဲ့ဒီမိုင်းမှာ သူ့အတိသူ့အသက်သူ့သားလျင်ပိုက်ဆံရှိသူသားလျင်ပညာတတ်လွတ်လွန်းလို့ယွန့်လာကျမနဲ့ပတ်သက်တဲ့ဘဲကိစ္စကိုမှရှင်းပါစတဲ့ထဲ့မပြောမိစေနဲ့ယွန့်လွန်းလို့အေးတင်ကိုဆိုပြီး ပြောလာတာပါ။ဒါကြောင့်မို့ရွှေရည်စစ်သုံးဘက်ရည်တကယ်ပဲပြည့်မလားမပြည့်ရင်ပြဿနာဘလို့ဖြစ်ကြမလဲပြည့်ရင်တော့အပြားရှူးသွားမလားစောင့်ကြည့်ရမှာပါ။အေတင်ကိုကတော့တမိဆိုးလိုလူကိုတောင်ရောက်အောင်တရားဆွဲလေးစိမ်မာတင်ဖမ်းအောင်စွမ်းနိုင်တဲ့သူဆိုတော့အဆုံးထိသွားကြမလားဆိုတာစောင့်ကြည့်ရမှာပါ။အေတင်ကိုအဖြစ်ပြောနေတဲ့အယ်မွန်တင်ပြောတဲ့ဗီဒီယိုထဲကအခုပေါ်ပြမယ်တဖို့ခွာတော့စုမဲဒီနဲ့ပတ်သက်ပြီးအလိမ်မခံရဖို့အရေးပညာဖေးအနေနဲ့ပြောခဲ့တာကိုတွေ့ရတာပါ။အေတင်ကိုဆိုပြီးအမ ီတက်ပြီးပြေးထတာမဟုတ်ပါဘူးကြည်လိုက်ကြရအောင်နော်အိမ်မဲရောင်းနေအိမ်မဲရောင်းလိုက်ပြီးတော့မှဟာအိမ်မဲကတော့ဖြန့်ပေးလိုက်တာဘသူကတော့ဖြင့်အိမ်ကြီးကိုပိုင်ဆိုင်သွားပါပြီတွေ့လားသိမ့်ဘနတောင်းတန်အိမ်ကြီးကိုစုမဲဒီမှာတသိန်းနဲ့ပိုင်ဆိုင်သွားပါပြီတွေ့လားရောင်းတာရောင်းထားတယ်မတွေ့သေးဘူးနော်ကားမဲခုနလိုပဲခြေသုံးလုံးနဲ့ကားမဲတွေဖောက်တယ်ဖောက်တယ်ဖောက်တယ်နော်ကားမဲတွေအဲ့ကားပိုင်ဆိုင်သွားတာတွေ့လား မတွေ့ဘူးเนาะမအားကြပါနဲ့เนาะမအားကြပါနဲ့ဟုတ်လားမအားကြပါနဲ့အဲ့တော့စုမဲတွေစုမဲတွေစုကြတယ်စုကြတယ်အေးစုမဲမိန်းမတွေပြေးတာတခါလဲကိုမှုံးနေတာပဲเนาะအမှုဖွင့်လဲဖွင့်အဲ့တော့အမှုတွေလဲဖွင့်ကျမတော်မှာအမှုသွားဖွင့်သေးတယ်ကျမအဲ့နောက်ပိုင်းဘာအမှုမှမဖွင့်တော့ဘူးเนาะမန္တလေးကမိန်းမတရားအဲ့လိုပဲလိန်တာ အမှုဖွင့်တော့ရှေ့နေကလေ3190ပေးရတယ်အဲ့ဒီခစ်က3190ပေးရတယ်အဲ့နှစ်ရက်လားမသိဘူးအချုပ်ထဲမှာကျမကိုခေါ်ပြတယ်ဟိုမားတဲ့အချုပ်ထဲကိုထည့်ထားပြီးပြီလေဆိုတော့အော်အေးဟုတ်ပြီပေါ့ဆိုကျမတို့ကပြန်လာပြီးလဲပြီးတော့အဲ့ရှေ့နေရေးရေးရင်ဒီဟိုအဲ့ပြင်မှုကျွလုံးနဲ့မိန်းမရေဘလို့တွ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 ေဖြစ်လဲမသိဘူးနှစ်ရက်လဲနေလဲနေရောအိမ်ပြန်ရောက်တော့အမိန်းမနော်အဲ့ရှေ့နေရလဲဆက်သွယ်လို့ကိုမရတော့ဘူး ်နော်အဲ့ဒီအချိန်မှာနိုင်ငံရေးနဲ့ထဖြစ်ကောရှေ့နေရလဲတခါတည်းကိုဗီဒီယိုဗီဒီယိုရောက်သွားပြီးတော့မှဘလို့တွေဘလို့တွေဖြစ်သွားလဲမသိဘူးရှေ့နေရလဲတခါတည်းကို Facebook ထဲမှာ friend ဖြစ်တဲ့ခါ preference ဖြစ်ထားတာကိုဟိုပစ္စတိုတနက်ကိုစပွဲပေါ်မှာတင်ပြီးတော့မှသူ့ကိုဘလို့ဖြစ်တဲ့တွေ့ညာလို့ဖြစ်တဲ့တွေ့ဒီမှာပစ္စတိုတွေ့လားဆိုတော့ဟာရှေ့နေရရှေ့နေမှဒီဘာဖြစ်သွားပြီလဲမသိတော့ဘူးဆိုတော့ကိုကလည်းလေသူ့လည်းကျမပြောတယ်ကျမအမှုမလိုက်ပေးနိုင်တော့ရှင်လေကျမရှေ့နေကပြန်ပေး3.80ဆိုတာနည်းတာမဟုတ်ဘူးဆိုတော့အဲ့ဒီရှေ့နေက တခါနဲ့ तू ကတနက်ကိုဇပွဲပေါ်မှာတင်တဲ့ဓာတ်ပုံရိုက်ပြီးတော့မှသူ့ကိုဘလို့ဖြစ်တဲ့လူညာလို့ဖြစ်တဲ့လူပြောတော့ကိုကလည်းကိုပစံနဲ့ကိုသီလာမတောင်းရဲတော့ဘူးမတောင်းရဲတော့ပဲနဲ့နေလိုက်တော့အဲ့ရှိနေလဲငါဘလို့လိုက်တော့မယ်နေပလိစီတော့နေပန္နာပစ္စည်းရောဟောတူရှိပလိစီတော့ဆိုပြီးတော့မှအဲ့လိုနဲ့ အဲ့ဒီတည်းကကျမလည်းဘာမှမမဖွင့်တော့ဘူးကဲနေပလိစီတော့လေရှေ့နေကပါထက်ကုန်နေဆိုပြီးတော့မှအဲ့တော့အဲ့ဒီစုမဲလိန်သွားတဲ့မိန်းမတွေကိုလည်းဒီလိုပဲပေါ့ကျမလိုလူမျိုးတွေပေါ့လေမလုံနိုင်မလုံတော့ဘူးပေါ့နော်မလုံနိုင်ကြအောင်စာချုပ်စာတန်းလည်းခိုင်ခိုင်မာမာလည်းမရှိဘူးလေသူတည်းကိုကမဲထည့်ထားတာလေဟုတ်တယ်လားဆိုတော့အကုန်လုံးဆုံးညရတယ်တယောက်နဲ့တယောက်နဲ့ယုံကြည်မှုနဲ့အလုံးလုံးကြတဲ့အချိန်မှာအဲ့လိုကလိန်ကကြစ်တွေနဲ့လုံးကြတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တော့အများကြီးလူတွေချွေနေစာတွေအလန့်ဟတ်သက်ဖြစ်ကုန်ကြတယ်ဆိုတော့ကြားဖြတ်မယ် တတိထားဖို့ဘယ်တော့မှမထည့်နဲ့အိမ်စုမဲဆိုတဲ့ကိစ္စတွေလေဘယ်တော့မှမမှန်ဘူးအဲ့ဒါတွေလေနော်နောက်တစ်ခါခုနကပြောတဲ့အိမ်မဲကားမဲဘယ်တော့မှမဝယ်နဲ့အဲ့ဒါတွေလေသူများပဆံကိုနလဲပဲလဲနဲ့ယူတာကျွန်တော်တို့တိုင်းပြည်မှာအိမ်မဲဖောက်ပေးလိုက်ပါတယ်လို့မြင်ဘူးလားသိန်းပနှစ်တောင်းနိုင်အိမ်ကိုဒီမှာငွေတစ်တောင်းနဲ့ငွေတစ်သိန်းနဲ့ဒီမှာပိုင်ရှင်လက်ထက်အောက်အပ်လိုက်ပါပြီလို့မြင်လားရောင်းတာရေရောင်းနေတာနော်ကားမဲတွေ နှစ်သိန်းလို့သုံးသိန်းလို့ရှိရယ် Land Cruiser တွေကျွန်မခဏခဏတွေ့တယ်เนาะခြေသုံးလုံးကနန်းနဲ့သုံးလုံးကနန်းနဲ့ဆိုတော့ဆိုပြီးတော့မှတွေ့လာအဲ့ပောက်သွားတဲ့သူတွေ့လာသုံးလုံးတော့မှကျွန်မတို့လိုလေကူကူနဲ့မပေါက်ခြေထွင်းတော့အဲ့လောက်ဘဝမပြတ်ဘူးဟုတ်လားချေးထွေးနော်ဘဝမပြတ်ဘူးအားတခါနဲ့အဲဒီလိုမျိုးဟိုငွေ900ဘုတထောင်ဘုထိုးလို့ရသေးတယ်။သူကတော့တမဲကို3သိန်းလို့2သိန်းလို့ ਨੇ ဒီလိုမျိုးတွေနော်ဆိုတော့ဒါကြီးလဲခေါင်းစဉ်တက်ပြီးကြားဖြတ်နေပဲမလုံးနဲ့အခုရွှေစုစာအုပ်ဆိုပြီးတော့မှပေါ်လာပြန်ပြီ။ ရက်ွက်ထဲဒီမှာအဲ့တော့ကိုကတော့ကိုရဲ့ချွေးနေစာလေးတွေမဆိုင်ရမတောက်ရက်ကလေးနဲ့ရွှေစုစာအုပ်ဆိုပြီးတော့မှ9000ပေးလိုက်3သိန်းပေးလိုက်2သိန်းပေးလိုက်3သိန်းပေးလိုက်ငါကတော့ရွှေတစ်ချက်သားရပြီငါကတော့ရွှေနှစ်ချက်သားရပြီအမေယူသေးဘူးငါချက်သားပြေးမှယူမယ်ငါချက်သားလည်းပြေးအောင်ငါရွှေလည်းပေးဆိုတော့ပြေးရောမပေးနိုင်ရင်ဘာလုပ်မလဲတွေဖြစ်ရောဖြစ်မယ်ဖြစ်မယ်နော်ဘက်တော့မှအဲ့ဒါတွေမလုံးမိစင်နဲ့ကျွန်တော်တို့ကကျွန်သွားပြီးမှရတဲ့နောင်တာဟာဘာလုပ်မှာလဲနော်မကျွန်ခင်မှာဒီလိုမျိုးအတိနဲ့တိရတဲ့ဟာဘယ်လောက်တန်ဖိုးရှိလဲ ဟုတ်လားကိုစီကနေကိုရဲ့ငွေတွေကိုရဲ့အာ training စာတွေနဲ့ရင်းပြီးတော့မှတိရတဲ့အတိထက်စာလို့ရှင်ဒီလိုမျိုးတိကြိုတင်ပြီးတိထားလို့ရှောင်ကျင်ရတာဘလောက်အကျိုးများသလဲဒါကြောင့်မလို့ကျမအမုန်းခံပြီးတော့မှပြောပြတာလောဘမတန်နဲ့မလေးပတ်စံသသိန်းနဲ့ဘာမှမဖြစ်ဘူးဟိငါတို့ကတော့ကန်ဆန်းတာလုံးအဲ့ဒါဆိုရင်တော့လေသဘောနော်ပတ်စံနှစ်သိန်းသုံးသိန်းနဲ့ဘာမှမဖြစ်ဘူးငါတို့ကတော့ကန်ဆန်းတာသဘောသဘောသဘောနော်အဲ့လိုမျိုးဆိုရင်တော့သဘော နော်အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့လိုမျိုးတွေရှိတော့လူလိန်အားပေးတွေဖြစ်တာပေါ့အစိတ်ပင်ရေလောင်းတွေဖြစ်တာပေါ့နော်အဲ့တော့ဒီလိုမျိုးတွေကိုနှိမ်နှင်းလို့မရဘူးပေါ့အဲ့တော့လည်းလေကျမဒီဒီဟာတွေဟာအိမ်မဲရောင်းတာတွေကားမဲရောင်းတာတွေစုမဲစုတာတွေရွှေစုစာအုပ်တွေဟာတရားဥပဒေရလဲကျမတို့ကဒါအကျုံးမဝင်ဘူးနော်အဲ့တော့ဒါတွေကို နှိမ်နှင်းမို့တိုက်ဖြတ်ဖို့ကကျမတို့တွေပြောတယ်ဆိုရင်တော့ကျမတို့တွေကစဲကြမယ်ဆိုကြမယ်ဒီဒီလူတန်းစားတရက်ကကျမတို့ကိုတိုက်ခိုက်နေတတ်ဆိုင်ရာအစိုးရကနေပြီးတော့မှဒါတွေကိုပြင်းပြင်းထန်ထန်နဲ့နှိမ်နှင်းပေးဖို့လိုတယ်ဒါလဲကြားဖြန့်တမျိုးပဲသူများစီစဉ်ဥစ္စာကိုတရားမဝင်စုမဲတွေစုလို့မရဘူး ရွှေစုစာအုပ်တဲ့နော်အခုခေါင်းစဉ်တက်လာပြီဒါသက်ဆိုင်ရာလူကြီးမင်းများမသိမှာဆိုလို့ကျမကပြောပြတာရွှေစုစာအုပ်ရွှေစုစာအုပ်အဲ့တော့ကျမတို့ရွှေဆိုင်နေရရွှေရောင်းရင်တောင်မှပဲကျမတို့တက်တူတွင်လိုင်စင်ရှိမှကျောင်းမြန်ရောင်းရင်ကျောင်းမြန်လိုင်စင်ရှိမှကျမတို့တွေလုပ်ငန်းလိုင်စင်ရှိမှအရောင်းဝယ်လုပ်လို့ရတယ်အဲ့တော့ရက်ွက်ထဲဒီမှာရွှေစုစာအုပ်ဆိုပြီးတော့မှစုနေတဲ့သူတွေကဘယ်လိုလိုင်စင်မျိုးနဲ့လုပ်နေသလဲဘယ်လိုခွင့်ပြုချက်မျိုးနဲ့လုပ်ကင်ခွင့်ရနေသလဲဒါတွေကိုစစ်စစ်ဖို့လိုတယ် အဲ့တော့အများပြည်သူတွေကလည်းတရားမဝင်တဲ့နေရာတွေမှာကိုယ့်ရဲ့ငွေကြေးတွေမရောက်ရှိသွားဖို့ကိုအသိပညာဗဟုသုတကျွဲဝဖို့လိုတယ်သိဖို့လိုတယ်ငွေစုခြင်းကိုယ့်အိမ်မှာကိုယ့်အကိုစုပေါင်းထဲမှာစုအစိုးရဘဏ် ကျွန်တော်တို့ပုဂ္ဂလိကဘန်နေကိုတောင်မှပဲတရားဝင်ဖွင့်လာတဲ့ဘန်နေကိုတောင်မှမယုံကြည်ဘူးလို့ယုံကြည်တယ်လို့ ਨੇ လုံနေကြသေးတယ်မလားရက်ွက်ထင်းကလူချင်းလူချင်းကဘလောက်များယုံကြည်ရလို့လဲနိုင်ငံအဆင့်ဖွင့်လာတဲ့ဘန်နေကိုတောင်မှမယုံကြည်ဘူးတွေဘာတွေညာနေလုံသေးတာလीဘန်ကိုမယုံလို့ပတ်ဆက်မစူးဘူးတဲ့ဘန်ကမလိန်သွားဘူးတက်တက်ပြအောင်တော့အခက်ခဲရငွေတပိတ်သေးထုတ်လို့မရတာတို့ထုတ်လို့ရတာတို့ဒါပဲဖြစ်ကောင်းဖြစ်လိမ့်မယ်လိန်ပြီးတော့တော့မပြေးဘူး မရှိခဲ့ဘူးလားဆိုတော့ကျွန်တော်တို့ဟိုအရင်တော့ကတော့တခါဒီဝါလီခံလို့ဆိုတခါရှိခဲ့ဘူးလေဟုတ်လားအဲ့တော့ဒီလိုမျိုးနိုင်ငံအဆင့်ဗန်နေတောင်မှဒီလိုစိတ်မျိုးရှိတယ်ဆိုရင်ရက်ွက်ထဲကလူတွေကဘလောက်အဆင်ရှိလို့ကျမတို့ကယုံယုံကြည်ကြည်နဲ့စုမဲစုတာမျိုးတွေရွှေစုစာအုပ်လောက်တာမျိုးတွေလုပ်ရဲကြရတာလေမလုံးနဲ့နော်ကိုယ့်ရဲ့ချွေးနှဲစာတွေတိတ်နှမျောဖို့ကောင်းနေဟုတ်ပြီလားတတိထားနိုင်ဖို့အတွက်ပြောပါတယ် အိမ်မဲကားမဲစုမဲရွှေစုစာအုပ်အလိန်နေကြည့်ပဲ90ရာခိုင်နှုန်းလိန်မှာအေးမမကန်ကန်နဲ့စုမဲနည်းနည်းလေးလူနေစုနဲ့မမကန်ကန်နဲ့ချိန်နိုင်အဲ့တော့လူနေစုနဲ့မမကန်ကန်မာတယ်ဆိုတယ်ဆိုတဲ့နေရာမှာလဲကျွန်မပြောပြမယ်အဲ့ဒီစုမဲကင်နေသူကယောနိုင်စားနိုင်ဖြစ်ဖို့လိုတယ်လေ။ तू က၁၀ရောက်မဲကင်နေဆိုပါစို့ ်၅ယောက်ကထုတ်သွားပြီးပြီထုတ်သွားပြီးတဲ့၅ယောက်ကငွေပြန်မထည့်ဘူးဆိုလို့ရှိရင်အဲ့ဒီ၅ယောက်စာသူငါနောက်၅ယောက်ကိုအမ်းပေးနိုင်လားယော်ပေးနိုင်လားအဲ့ဒီကြရင်လွယ်လွယ်နဲ့ဘာဖြစ်တယ်လဲဆိုရင်ရှေ့ကထုတ်သွားတဲ့သူတွေကပြန်မထည့်လို့သူကလည်းစိုက်မယော်နိုင်ဘူးရှေ့ကလူတွေထည့်မှရမယ်ရှေ့ကလူတွေမထည့်လို့မယော်နိုင်ဘူးဆိုပြီးတော့မှမရဘူးဟုတ်လားအဲ့တော့လေကျမတို့တွေကအများကြီးသတိထားဖို့လိုတယ်နော်သိလားကျမ အလုံးစုံတရားရာဂိုင်းလုံးမမှန်ကန်မှုဆိုတာထက်90ရာဂိုင်းလုံးဒီလုံးဝမမှန်ကန်ပါဘူးเนาะခြေနိုင်လက်နိုင်နဲ့100ရာဂိုင်းလုံးမမှန်ကန်ကန်စုနေတဲ့သူတွေကိုတော့မဆိုးလို့ဘူးဒါပေမဲ့ဒီစုမဲတွေဆိုတာလေအရှိမအများကြီးဘဝတွေပြတ်ခဲ့ပြီးပြီလူတွေအများကြီးပါခဲ့ကြပြီးပြီအဲ့တော့ကျမတို့တိုင်းပြည်ကလိန်နေလိန်နေလိန်နေဆိုတဲ့လိန်ကြီးဟာလေနှစ်နှစ်သုံးနှစ်နေလို့ရှိလို့ရှိရင်လူတွေကမေ့သွားပြီးအမှတ်လည်းမရှိဘူးအဲ့ဒီလိန်ကြီးနဲ့ပဲအဲ့ဒီလူတွေကပြန်လိန်လာတယ် အဲ့ဒီလိန်နီးနဲ့ပဲပြန်ခံရတာကျမတို့တိုင်းပြည်မှာအလိန်ခံရတဲ့ဖြစ်စဉ်ဖြစ်ရတိုင်းဟာတက္ကနစ်အစ်စ်တွေနဲ့ဟုတ်တာမဟုတ်ဘူးဒီတက္ကနစ်တွေနဲ့ပဲ KP တွေနဲ့လိန်နေတယ် KP တွေနဲ့လိန်နေတယ်တွင်တွင်ကြဲကြဲကြီးဒီမှာပြောနေကြတယ်လိန်နဲ့လိန်နဲ့လိန်ကြီးတွေကိုလည်းခဏခဏနဲ့ဒီမှာ TikTok တွေမှာ Facebook တွေမှာတင်းနေတယ်ဒါလည်းအခုချိန်ထိအလိန်ခံရတဲ့သူရှိနေတော့မယ်ဒါကြောင့်မလို့ တိတယ်တိတဲ့သူတွေကြော်သွားပါမတိတဲ့သူတွေအတွက်ကျမတို့ကအကြောင်းထပ်ပြီးခဏခဏပြောပြခြင်းဖြစ်ပါတယ်တတိထားဖို့လိုပါတယ်ထပ်ပြောပါမယ်စုမဲအိမ်မဲကားမဲရွှေစုစာအောင်တတိစက်စက်ထားပါကိုငွေသူများစီမရောက်ပါစေနဲ့စေတနာဖြင့်မေတ္တာဖြင့်ပြောခြင်းဖြစ်ပါတယ်နော်